လွန်ခဲ့တဲ့15နှစ်ခန့်ကဖြစ်တဲ့ရုပ်ပြစာအုပ်တွေရေးနေတဲ့အချိန်ဆိုရင်တော့မှန်တယ်ယခုခေတ်အချိန်ရုပ်ပြစာပေတွေခင်မကောင်းသဖြင့်ရုပ်ပြရေးခဲ့သောပကြီးဆရာအတော်များများအခြားလုပ်ငန်းစီးပွားရေးလိုင်းများကိုရောက်ကုန်ကြတယ်အဲ့ဒီအချိန်ကရုပ်ပြစာအုပ်ရေးနေစဉ်တန်လင်းမျိုးကိုကိစ္စတစ်ခုနဲ့သွားတဲ့အချိန်ကားမှတ်တိုင်းမှာမြင်းလိုက်ဆရာနှစ်ယောက်ပြောပြတဲ့အဖြစ်အပျက်ကိုပြန်ပြောင်းသတိရစွာနဲ့ဤအကြောင်းအရာအဖြစ်အပျက်ကိုပြန်လည်ရေးသားထားခြင်းပဲဖြစ်ပါတယ်ကိုညံထွန်းကတန်လင်းမှာနေထိုင်သည့်ဥမြင့်စံ ဆန်ရှင်မြင့်တားဇော်မြင့်သိန်းတို့ဤစာအုပ်တိုင်မှာပကရောင်းရေးရင်သူတို့ပိုင်တဲ့ချမ်းအလွတ်အတွင်းမှာတဲထိုးပြီးတော့နေတယ်ထိုချမ်းမှာနေထိုင်ရင်ရုပ်ပြဆောင်မျိုးစုံပကရောင်းကိုလက်ခံရေးဆွဲတယ်ကျွန်တော်လဲသူတို့အပ်ထားတဲ့ရုပ်ပြတစ်ဖောင်ကိုချိန်ထားသည့်အချိန်ရောက်မလာသည့်အတွက်နေကင်းမိုင်းအိမ်မှာကိုညံထန်ဆာရွက်ယူရန်တန်လင်းတို့ပါရမီကားကိုစီးကထွက်လာခဲ့တယ်ကိုညံထွန်းထန်မှာဆာရွက်ပြီးတဲ့လောက်ယူရင်သူအိမ်နဲ့မနီးမဝေးမှရှိတယ် လက်ဖက်ရည်ဆိုင်မှာနိုင်ဝက်ခန့်စကားပြောတယ်။နှစ်ယောက်သားလမ်းခွဲကြပြီးသုံးနိုင်ခွဲခန့်ရှိပြီ။ကျွန်တော်လဲရန်ကုန်နဲ့ပြန်ရင်ကားမှတ်တိုင်ရှိရန်တို့လမ်းလျှောက်ခဲ့တယ်။မှတ်တိုင်ရောက်ရင်10မိနစ်ခန့်လောက်လျှောက်ရတယ်။မှတ်တိုင်ရောက်တော့ တန်လင် GDC မှာဂိတ်ထိုးတဲ့ပါရမီကားကြီးမှတ်တိုင်မှထွက်လာသည်ကိုတွေ့လိုက်ရတယ်။မှတ်တိုင်ရောက်တော့ကားပေါ်ကိုလူတွေရှိသမျှတက်သွားသည့်အတွက်မှတ်တိုင်မှတယောက်တည်းကျန်ခဲ့တယ်။နေကပူအရိတ်ကမရှိသည့်အတွက်မှတ်တိုင်နဲ့မဝေးသည့်ဘန်နာပင်အောက်ကိုသွားပြီးအရိတ်သွားခိုလိုက်တယ်။အဲ့ဒီအပင်အောက်မှာမြင်းလဲဆရာနှစ်ယောက်မြင်းလဲကိုအနာပေးရင်းစစ်တူရင်ကစားနေကြတယ်။ကျွန်တော်နေရိတ်ခိုသည့်တပင်အောက်မှာမှသူတို့ကစားတာကိုစိတ်ဝင်စားနေကြည့်နေစဉ် ထိုဝိုင်းရှိရာတို့မြင်းလဲတစည်းပေါ်မှာမြင်းလဲဆရာတယောက်ဆင်းလာတယ်။ထိုလူအနည်းရောက်သည်နှင့်ကစားဝိုင်းပြတ်သွားတယ်။လှဝင်မိမိမှဘိုက်နာလို့ဆေးရုံအမြန်သွားရမယ်။အမြန်လာဖို့မင်းအမေငါ့ကိုမှားလိုက်တယ်ဟုပြောသည်ဖြင့်ဟာပွဲကောင်းတဲ့နေ့မှာမိမကဘိုက်ကနာရသေးတယ်။ထိုမြပြောပြီးမြင်းလဲကိတ်မဟုတ်တော့လဲအရေးကောင်းသည့်တစ်ပင်နှင့်ဘောလုံးကွင်းကိုပြောင်ရှင်းနေသည့်မြေပြင်အခြေအနေတို့ကြောင့်မြင်းလဲ၃လေးစီးနှိမ့်စဉ်အနာပေးသည့်နေရာလိုဖြစ်နေတယ်။ မြင်းလဲလာငါသူရှိလင်းလဲလိုက်တယ်အနာယူ၍အာရမှဂိတ်တို့သွားပြီးဂိတ်ထိုးကြတယ်လှဝင်းဆိုသူမြင်းလဲပေါ်တက်ပြီးထွက်သွားသည်နှင့်ကြံသောမြင်းလဲမောင်သမားကသူ့အနီးရောက်လာသည့်မြင်းလဲသမားကိုစကားဆလိုက်တယ်လာထိုင်ကစ္စနမနေ့ကညနေပိုင်းမင်းမြင်းလဲကိုတရေတွေငှားစီတယ်ဆိုဟာဟုတ်ပါအကူရမနေ့ကမဟုတ်ဘူးတနေ့ကတနေ့ကည9နာရီမထိုးခင်လေးမှာကျွန်တော်ခရီးတဲ့နှစ်ယောက်သွားပို့ပြီးအပြင်ခရမ်းသုံးကလမ်းခွဲအလွန်လေးရောက်တော့လင်မယားနှစ်ယောက်နဲ့ ကလေးမလေးတယောက်လမ်းဘေးမှာရက်ပြီးမြင်းလဲကိုတားတာကျွန်တော်လဲအပြန်ခီးတယ်ရပြီဆိုပြီးဝမ်းသာစိတ်နဲ့ပျော်သွားတာပေါ့နေတွက်ကြိုက်ပြီဆိုပြီးတော့ပေါ့ဟုတ်လားဟုတ်တယ်လေတန်လေးမှာမြင်းလဲဆိုင်ကားတွေဒီလောက်ပေါ်နေတာနေတွက်ကြိုက်အောင်မနေရှာရတာအခုအသွားခီးတယ်ပို့ပြီးတန်လင်းကိုအပြန်ခီးတယ်ခီးကြုံလိုက်မယ်ဆိုတော့ဝမ်းသာတာပေါ့ဗျာကျွန်တော်တန်လင်းမျိုးနဲ့ပြန်တော့မှလမ်းကြုံနဲ့ဆိုရင်တော့လိုက်ပို့ပေးမယ် ဒီပြင်တော့မလိုက်တော့ဘူးမြင်းလဲပြန်အဲ့ရတော့မှလမ်းတင်ပါတယ်တန်လီမျိုးစေးရုံကိုသွားမလို့ပါဟာနောင်ကြီးခမ ्या ကျင်းတော်ကိုမသိဘူးလားအင်းသိတယ်လို့ပဲဘယ်မှမြင်ဘူးပါလိဆရာကြီးကျင်းတော်မြင်တယ်ကိုမကြမကြစီးနေတာတန်လင်ဈေးထဲမှာစတိုးဆိုင်ကြီးရှိတယ်မဟုတ်လားဟာဟုတ်တယ်ဟုတ်တယ်တန်လင်ဈေးထဲကစတိုးဆိုင်ကြီးရှိတယ်အင်းမြင်းလဲပေါင်းစုံစီးနေတာဆိုတော့တေးသေးချာချာတော့မသိဘူးအိမ်ပြန်မှာမဟုတ်ပဲစေးရုံကိုဘာကိစ္စနဲ့သွားမှလဲစေကူတရရမယ်ကိစ္စရှိလို့ပေါ့အိမ်ပြန်စရာမလိုသေးဘူးစေးရုံကိုသာလိုက်ပို့ပေးပါ ကစ်နားနဲ့ခရီးတဲ့ယောက်ျားတို့စကားပြောနေပေမဲ့အမျိုးသမီးက၅နှစ်အရွယ်ခန့်ကလေးမလေးကိုလက်ဆွဲထားပြီးမျက်နှာခက်တီတီရှိနေတယ်။ခရီးတဲ့ယောက်ျားကအရင်တန်းပြီးကလေးမလေးကိုဆွဲတင်လိုက်တယ်။အမျိုးသမီးကနောက်မှတက်လာတယ်။အားလုံးအပေါ်ကိုရောက်တည်နေမြင်းလဲကိုမောင်းတော့တယ်။မြင်းလဲကိုမောင်းရင်ကစ်နာကစကားများသူပြီးပြီးဆက်စုလိုက်တယ်။နောင်ကြီးတို့ဆေးရုံကိုကိစ္စရှိလို့သွားတာတော့ဟုတ်ပါပြီ။ ကလေးကိုတော့စေယုံကိုခေါ်မသွားသင့်ဘူးလူနာတွေလာကြည့်ရင်ကလေးခေါ်မရဘူးလို့ဆရာဝန်တွေကပြောတာကြားဘူးတယ်အခုတော့မခေါ်လို့မဖြစ်ဘူးခေါ်ဖို့ခေါ်မှရမှာပဲမြင်းလဲကကထုံးစံပဲမဟုတ်လားစင်းတော့မှပြေးမယ်နော် မြင်းလဲစီးနေကြခရီးသားများမို့ဈေးကိုမေးနေစရာမလိုအားလုံးသိနေကြတယ် တန်လင်သားမဟုတ်သည့်ခရီးသည်များကတော့ဈေးကိုမေးစေးပြီးကျေနပ်မှစီးကြတယ်။ကစ္စနာလည်းမြင်းလဲကကိုပြောမနေတော့ပဲနောက်ဆုံးသိမ်းတော့မဲ့အခေါင်းမှုစီးနေကြဖောက်တယ်ကိုမိမပြက်စေရန်ပေးသည်များသာယူမယ်လို့ဆုံးဖြတ်ပြီးညင်နေလိုက်တယ်။ပြီးခဲ့တဲ့9ရက်လောက်ကလေ၃ကွာနဲ့ရန်ကုန်သွားတဲ့ကားမှောက်တာမင်းကြလိုက်သေးလား။ဟာကြားတာပေါ့ခရီးသည်9ရောက်သေးပြီး၄6ရက်လောက်ဒဏ်ရာရပြီးဆေးရုံကိုရောက်သွားတယ်လို့မြင်းလဲကိတ်မှပြောနေတာတော့ကြားတယ်ဗျ။ဩအခုဆေးရုံသွားမှကောင်းမောက်လို့ဆေးရုံရောက်နေတဲ့လူနာတွေထဲမှာအသိရှိလို့သွားမှလာရင်ဟုတ် ုတ်တယ်ဟင်အပုံနံကြီးကနန်လိုက်တာဟောင်းနေတာပဲကစ်နာကရုတ်တရက်မခံမရနိုင်အောင်နန်သည့်အပုံနံကိုနှာခေါင်းရှုံရင်းပြောလိုက်တယ်ငါတော့မနန်ပါဘူးကွာမင်းပဲထူးထူးဆန်းဆန်းလမ်းဘေးကခွေးတွေပုတ်ပြီးနန်နေတာနေမှာပေါ့ ဲ့လောက်ပုတ်ဟောင်နေတာမနှံဘူးတဲ့စိတ်ထဲမှာဝေဖန်နေတော့မှပင်ရုတ်တရက်အပုတ်နဲ့ပြောက်သွားတယ်မနှံတော့ဘူးခွေးတကောင်ပုတ်ပွဲဖြစ်မယ်နောက်မှကြံခဲ့ပြီးဇကားဆက်မပြောတော့ပဲဆက်ပြီးမောင်းလာခဲ့တယ်စေးုံနာရောက်တော့အချိန်က9နာရီကျော်နေပြီလမ်းမီးလိုက်မိတ်တုတ်တုတ်အောင်မှမြင်းလဲကဖြည်းဖြည်းမှန်မှန်သွားနေတယ်ရောက်တော့မယ်အထဲဝင်ပေးရမလားအပဝနာမှဆင်မလားကစ်နာကခရီးတဲ့ယောက်ျားကိုမြင်းလဲမောင်းရင်းမေးလိုက်တယ်နောက်မှကစ်နာ၏အမိကိုပြန်ဖြေတယ်မကြားရဒါကြောင့်နောက်ကိုလှည့်ကြည့်လိုက်ဟင်း နောက်မှာထိုင်နေတဲ့ခီးတဲ့၃ယောက်လှဲပေါ်မှာမရှိတော့ဘူးမြင်းလဲပေါ်မှာမြီးခဲ့သူဆင်းသွားသည်ကိုမသိလိုက်ခုံချရန်လဲမဖြစ်နိုင်မြင်းလဲကလည်းပြေးမသွားဒါဒါဒါဆိုဒီမိသားစုကလူမဟုတ်ပဲတဆေတရေတွေများလားတရေတရေတွေပဲ စေယုံဝမှာမြင်းလဲရဲပြီးဘာမှဆက်မလုပ်ဖြစ်ပဲကြောင်စီစီနဲ့ရက်နေမိဒီမှာမြင်းမြကြသွားသည်မသိစေယုံဝင်းနဲ့ကားတစီနဲ့ဟွန်းတန်နဲ့အတီဘေးမှသတိပြန်ဝင်လာသည့်အတွက်မြင်းလဲကိုအပေါဝမှာဖယ်ပေးလိုက်တယ်ကက်စနာစိတ်ထဲမကြင်မလဲဖြစ်သွားတယ်တရေအကြောင်းစိတ်ဝင်စားမိတော့လဲစေယုံအဝ၌လူဝင်လူထွက်များရှိနေသည့်အတွက်ထိတ်ထိတ်ပြပြမဖြစ်တော့ပဲစိတ်တို့တည်ငြိမ်လာတယ်ဒါကြောင့်မြင်းလဲကိုတင့်ရမှာရဲပြီးစေယုံနဲ့ကိုဝင်သွားတယ်စေယုံဝင်းနဲ့တယောက်ကိုလိုက်ရှာစဉ်စေယုံဝင်ပေါက်ဆောင်တဲ့ဝင်နှန်းကိုတွေးလိုက်တဲ့အခါ မေးမြန်းစုံစမ်းရန်အနားကိုရက်လိုက်တယ်အကိုကြီးမသိလို့တခုလောက်မေးကြင်လို့ကဲဆိုဘာသိကြင်လို့လဲပြီးခဲ့တဲ့ရက်ပိုင်းကလေခရမ်းသုံးခွဘက်ကိုတွားတဲ့ကားမှောက်တဲ့အကြောင်းသိကြင်လို့ပါမင်းကသူ့တို့အမျိုးတွေကလားကျွန်တော်မိတ်ဆွေပါသားတယ်လို့ကြားလို့ပါတေတာက9ယောက်ဒီတန်လင်းကမိသားစု3ယောက်တေတယ်ထဲမှာလဲပါသွားတယ်လို့သိရတယ်ဟာပါတယ်ပထမယောက်ျားကအရင်တေတာကွာမိမကတန်လင်းရေနံချက်ဆက်ယုံကအရာရှိလို့လဲပြောကြတာပဲသူ့ယောက်ျားကဈေးကြီးထဲမှာဈေးရောက်နေတဲ့ ်သူတို့သမီးလေးလည်းတည်သွားတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုကြီးကျွန်တော်ကမြင်းလဲမောင်းတာပါသူတို့မကြခဏမြင်းလဲစီးနေလို့မျက်မှန်းတက်မိနေတာလွန်ခဲ့တဲ့နာယူဝက်လောက်ကသူတို့ကားမောက်တဲ့နေရာပဲဖြစ်မယ်မြို့ပြင်ခရမ်းသုံးကွာကားလမ်းပေါ်မှာခရီးတွေပိုးပြီးပြန်အလာသူတို့သုံးယောက်တားပြီးမြင်းလဲကိုစီးလာတာ သူတို့ကအိမ်ကိုမမောင်းခိုင်းမဲ့ဆေးရုံကိုမောင်းခိုင်းလို့သူတို့သုံးယောက်ကိုတင်ပြီးမောင်းလာခဲ့တာလမ်းမှာစကားတော့ပြောလာတာပဲကျွန်တော်ပြောသမျှတော့ပြန်ပြောနေကြတာပဲဒီတော့ကျွန်တော်လည်းဘာမှသင်္ကန်းမကင်းမဖြစ်တော့ဆေးရုံဝင်ပါရောက်တော့သုံးယောက်လုံးပျောက်သွားတာဆေးရုံဝင်ပါရောက်တော့သုံးယောက်လုံးပျောက်ချင်းမလားပျောက်သွားတာဒီတော့မှလူမဟုတ်ပဲတစီတရေဖြစ်မှန်သိလိုက်ရတာ အဲ့ဒီလူကတန်လင်ဈေးကစတိုးဆိုင်ဈေးရောက်နေဈေးလာဖွင့်တဲ့အချိန်ဈေးသိမ့်ပြန်တဲ့အချိန်တွေကျွန်တော်မြင်လဲနေမကြာခဏစီးဘူးလို့မြန်မြန်တက်မိနေတာစေးယုံနာမရောက်ခင်လုံခဲ့တဲ့9ရက်ကကားမောက်ပြီးလူတွေတဲ့တရင်ကြားမိသေးလားလို့မေးတယ်ကြားတယ်လူ9ရောက်သေးတယ်လို့လည်းကြားတာပဲလို့ပြောပြီးသူကလည်းဆက်မပြောတော့ကျွန်တော်လည်းဆက်မမေးတော့ဘူးဒါဆိုမင်းမြင်လဲကိုတည်သွားတဲ့မိသားစုကငှားပြီးစီးလာတာပေါ့ဟုတ်လား အခုမှအကိုကြီးပြောပြလို့သိရတာစောစောကသာသူတို့ကိုသေးပြီဆိုတာသိရင်ဘယ်တင်မှမလဲတေချာသိရပြီဆိုတော့စိတ်ထဲရှင်းသွားပါပြီကျွန်တော်သွားလိုက်ပါဦးမယ်ဒါနဲ့မြင်းလဲငှားကတော့ပြေးတော့သေးလားဈေးုံရောက်မှယူတော့ဆိုတာနဲ့မယူလိုက်ပါဘူးဗျာအင်းတရေပြေးတဲ့ပတ်စံဆိုတော့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဗျာအတုဖြစ်နေမှာပေါ့ပြီးတော့လည်းအမှတ်တရအနေနဲ့တိမ့်ထားလို့ရတာပေါ့ဗျာကဲကဲတရေနဲ့တခါထတ်တူနေမှာဟုတ်ပြီဖြစ်နေုံမယ်နေဘက်ဆိုပိုအားဆိုင်ပေါ့ညဘက်ကြနားတာကောင်းတယ်နေတိုင်းတော့တရေမစည်းနိုင်ပါဘူးဗျာ မြင်းလဲသမားနှစ်ယောက်မြင်းလဲပေါ်တက်ပြီးမောင်းထွက်သွားတော့မှကားမတိုင်ရှိရသူလျှောက်လာမိတယ်။ထိုအခါတန်လင်ဘက်စီမှရန်ကုန်ဘက်သွားမြည်ပါရမီကားကြီးမှတ်တိုင်သူရောက်ရှိလာတဲ့အတွက်ကားပေါ်တက်ပြီးရန်ကုန်သို့ပြန်လာခဲ့တော့တယ်။ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်။ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသွားအောင်မှမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။